။ဒါလေးကတော့အမပတ်လေတောက်ကိုအစအဆုံးချုပ်ပြထားတဲ့ဗီဒီယိုလေးပေါ့နော်။သင်ခန်းစာနံပါတ်၁ဖြစ်တဲ့ဆိုတော့ဒီဗီဒီယိုမှာဆိုရင်သူ့ကိုလိုအပ်တဲ့ knowledge လေးတွေကျော်ရင်းနဲ့မှတင်သွားတယ်။နောက်ပြီးတော့မာဒီပိစကိုဘယ်လိုယူမလဲပေါ့နော်။အပေါ်အောက်အစင်အပေါ်အောက်ဘယ်လိုကြည့်ပြီးယူမလဲတကယ်လို့မခွဲတတ်ဘူးဆိုရင်ဘယ်လိုလုပ်မလဲနော်။နောက်ပြီးတော့ပိစာယူတဲ့အချိန်တိုင်းလောက်ရင်ပြီးရောဆိုပြီးတော့အာချုပ်လဲပြီးသွားတော့မှ နော်အောက်ကခောက်စာတွေအပေါ်ကတောက်တွေအကုန်လုံးချုပ်ပြီးသွားတော့မှမလမပဖြစ်ရင်ဘယ်လိုလုပ်မလဲလာနေနေရပဲကွက်ပြီးတော့ဘယ်လိုယူမလဲဆိုတာကအစားအမအသိစိတ်တင်ပေးတယ်ပုံမှန်ဆိုရင်ထမိန်တစ်ထည်ချုပ်တာအနည်းဆုံး10မိနစ်15မိနစ်မိနစ်20လောက်ပဲကြာတယ်ဆိုပေမဲ့ဒီဗီဒီယိုကတော့ရှင်းရင်းတင်ပြရင်းနဲ့နော်အသေးစိတ်လေးတင်ပြတော့မို့လို့တနအီနီးပါးလောက်တော့ကြာတယ်နိုင်ဝတ်တနအီနီးပါးလောက်ကြာတယ်ဒီဗီဒီယိုလေးရဲ့အရှိလေးက ဆိုတော့ဒါလိုမျိုးလေးတေချာလေးတင်ပြီးထားတော့မှလဲအာပိစတွေကိုလက်တွေ့ခိုင်းတဲ့အချိန်ကြရင်နော်အစင်ဒီဇိုင်းကိုကြည့်ပြီးတော့မှလာတဲ့နေရာကိုယူရိုးရိုးဝတ်တဲ့ဒီထမိန်ကအစပေါ့နော်ဘလို့ယူရမယ်ဆိုတာကအစတီးပြီးဆိုတော့မှချုပ်ပြီးသွားတဲ့အချိန်မှာဝတ်တဲ့အချိန်မှာ လာမှာပေါ့နော်အထူးသဖြင့်ဒီသင်္ကန်းစာကပထမဆုံးချုပ်ရတဲ့သင်္ကန်းစာဖြစ်တဲ့အတွက်သူ့ကိုအသေးစိတ်လေးတေချာလေးတင်ပြီးဖြစ်တယ် ဆိုတော့လုံးဝလုံးဝအခြေခံမရှိတဲ့လူတွေအတွက်စပြီးတော့မှသင်ပေးရတာဖြစ်တဲ့အတွက်ဒါတွေကိုအသေးစိတ်လေးသင်ပေးဖြစ်တယ်။ဆိုတော့ဒီလိုညီမစကက်ညီမထမိန်အခြေခံ online class ကိုတက်ရှင်နေဆိုရင်တော့ page ရဲ့ချက်ပေါက်မှာလာပြီးတော့မှအနံ့လို့ရပါတယ်။